တနင်္ဂနွေနေ့မွေးပွားသောမိတ်ဆွေများအားလုံးမင်္ဂလာပါ2025ဇူလိုင်လ9လပိုင်းတလအတွက်တနင်္ဂနွေနေ့မွေးပွားသောမိတ်ဆွေတွေရရှိတဲ့နမိတ်ကလေးကတော့ The Wars ကဘာလောကလို့ဆိုတဲ့နမိတ်လေးရရှိပါတယ်အဲ့တော့ The War ကဘာလောကဆိုတဲ့နမိတ်ကတနင်္ဂနွေသားများအားလုံးဒီခီးကိစ္စတွေနိုင်ငံခြားကိစ္စတွေတော့ပြည်တွင်းပြည်ပအစသဖြင့်ဘုရားဘုခီးအဲ့ဒါတွေအားလုံးကောင်းမယ်ခီးသွားရမယ်လာတလာဖြစ်တယ်ဆိုတဲ့နမိတ်မျိုးဖြစ်ပါတယ်အဲ့တော့ ဇီဝရေးကံကောင်းမယ်အခြေရေးကံကောင်းမယ်အိမ်နွေးအိမ်တော်ကြီးလည်းကံကောင်းမယ်သားသမီးတွေကြီးကနေပြီးတော့အဝေးရောက်အဝေးကိုရောက်နေတဲ့သားသမီးရဲ့ကိုယ်ကိုပတ်စံမိသားစုတို့ပတ်စံနေပို့တာလို့လည်းကြုံတတ်တယ်ကောင်းတော့ပို့ခြင်းပဲဆိုတော့ yes or no ဆိုရင်9လပိုင်းတလ2025ခုနှစ်လပိုင်းတလအတွင်းမှာတနင်္ဂနွေသားသမီးများအားလုံး yes ကောင်းတယ်ဟောဘာပဲလို့လို့အဆင်ပြေချုံးမွေ့မယ်ဆိုတဲ့နှမိတ်မျိုးရတယ်ထီထိုးကန်စမ်းမယ်ဆိုရင်တော့ ခုနှစ်တလုံးနဲ့ကိုအပိုင်ကင်ပြီးတော့ကံကောင်းမဲ့အောင်ပါလီဒီနံပါတ်ဖြစ်ဒီထိုးပါကံကောင်းစီသောအယောင်ကအစိမ်းအောင်ဖြစ်ပါတယ်ဒီကာလထဲမှာဒီခုနှစ်လပိုင်းတစ်လအတွင်းမှာဘာပဲလှုပ်လှုပ်ဖြစ်ချင်တဲ့ဇာနာတစ်ခု ရှိပြီဆိုရင်တဲ့အိမ်ဖျားမှာတတိဆယ်မျိုးဖျားကတ်ပြီးတော့ခွဲချမ်းစိတ်ပြီးတော့ဆဲအမျိုးဆယ်မျိုးဖျားရမှာပေါ့ခွဲချမ်းစိတ်ဖျားပြီးတော့ကတ်ချင်းအပြင်တနေ့ကနေနေမွေးပွားသောမိတ်ဆွေများ ခုနလပိုင်းတစ်လအတွင်းအားလုံးအထူးကံကောင်းပါလိမ့်မယ်ကျွန်တော်နဲ့တိုက်ရိုက်ပြီးရင်မိမယ်ဆိုရင်တော့၄၃လုံး၅၃လုံး၈၃ည2 GB ဝေမန်ဒီကျွန်တော်တို့ဖွင့်ထားပါတယ်ညံပူစော်ကတူဦးကို၁000ခွဲယူပါတယ်အဲ့တော့နာမည်တို့မွေးတက်ကြတို့ဒီ Viber ကနေပို့ပေးပါအားလို့ရှိရင်ကျွန်တော်ပြန်ဖြည့်ပေးပါမယ်ပြီးပြီးတော့တွက်မှာမဟုတ်ဘူးစနစ်တကျတွက်ပေးတာဒါကြောင့်မလို့မအားရင်ကျွန်တော်လုံအောင်ပြန်ဖြည့်မှာမဟုတ်ပါဘူးအဲ့တော့တနင်္ဂနွေနေ့မွေးခွာသောမိတ်ဆွေများခုနလပိုင်းတစ်လလုံး အေးချမ်းစွာတာယာစွာဖြင့်ဖြတ်သန်းနိုင်ရပါသည်ဗျာတင်းနာနေမွေးဖွားသောမိတ်ဆွေများအားလုံးမင်္ဂလာပါ2025ဇူလိုင်လ9လပိုင်းတလအတွင်းတလတာတင်းနာနေမွေးဖွားသောမိတ်ဆွေတို့တေရော့ကပ်ပြရဲ့နမိတ်ကတော့ရှင်ပြန်ထမြောက်ခြင်းဆိုတဲ့နမိတ်မျိုးဖြစ်တယ်အဲ့တော့တင်းနာနေမွေးဖွားသောမိတ်ဆွေများမလို့ရတော့ဘူးလို့ထင်တဲ့အလုပ်ကိုပြန်လုပ်ရမယ်မရတော့ဘူးလို့ထင်တဲ့ပတ်စံတွေလည်းပြန်ဝင်တတ်တယ်။ကုံထားတဲ့ပတ်စံတွေပြန်ဝင်မယ်။ဆိုတော့ ဒီတလန်နေမွေးွားသောမိစေများခုနလပိုင်းမှာ yes or no ဆိုရင်အကောင်းဆိုးဆိုရင် yes ကောင်းတယ်ဖြစ်ကိုဖြစ်ချင်တဲ့ဆန္ဒဖြစ်အောင်လုပ်ပါဖန်လေးပါအဲ့တော့ကောင်းတဲ့ရက်ကိုရွေးမယ်ဆိုရင်နှစ်ကနန်းကြတဲ့ရက်ဥပမာနှစ်ကနန်းကြရဲဆိုတာတလအတွင်းမှာ2ရက်17ရက်29ရက်နေ့တွေကဒါဒလန်နေမွေးွားသောမိစေများကံကောင်းတဲ့အထူးကံကောင်းမဲ့နေ့တွေဥပမာအစာဥစောက်တာတို့လုပ်ငန်းစတင်တာတို့ဖန်လေးတာတို့ကအကောင်းဆုံးပဲအိမ်တော်ကြီးကံကောင်းမယ်ချီးကံကောင်းမယ် နောက်မိသားစုသားရေးသမီးကိစ္စအလုံးအထူးကံကောင်းမယ်အလုံနဲ့ပတ်သက်ရင်ရွှေ့ပြောင်းကောင်းမယ်ယာရုတက်တာတို့နေရာထိုင်ရင်းပြောင်းတာတို့လည်းအထူးကောင်းနေပါတယ်ဒီကာလဒီ9လပိုင်းတလအတွင်းမှာတန်းလာနေမျိုးပေါ်သောမိစေများဘာပဲဖြစ်ချင်းဖြစ်ချင်းဟိုးအရင်တုန်းကဘိုးဘွားတွေကိုအာယုံပြုတ်ပြီးတော့အိမ်ဖះမှာဘာစွန်းမဲဖြစ်ဖြစ်စွန်းမဲကက်ကက်တည်တီးပဲကက်ကက်တောက်ရီပဲကက်ကက်ဖះမှာလှူတဲ့အခါမှာအရင်တုန်းက ဘိုးဘွားတွေကိုအာယုံပြုပြီးတော့လှူခြင်းအားဖြင့်တဏှာနဲ့မွေးဖွားသောမိတ်ဆွေများတလှတွင်ထူးကန်ကောင်းပါလိမ့်မယ်အဲ့တော့ထီထိုးကန်ဆန်းမယ်ဆိုရင်နှစ်တစ်လုံးနဲ့ဝယ်အပိုင်ကန်ပြီးတော့ထီထိုးပါကန်ကောင်းမဲ့အယောင်ကတော့အဖြူအောင် ဖြစ်ပါတယ်တဏှာနဲ့မွေးဖွားသောမိတ်ဆွေများဇူလိုင်လ9လပိုင်း2025တလှလုံးအေးချမ်းစွာတာယာစွာငြိမ်းချမ်းစွာဖြင့်ဖြတ်သန်းနိုင်ပါလိမ့်ဗျာအင်္ဂါနေ့မွေးဖွားသောမိတ်ဆွေများအားလုံးမင်္ဂလာပါ2025ဇူလိုင်ဂျွန်လတလစာ တဲရောကပ်ရဲ့နမိတ်အင်္ဂါနေ့မူပါသောမိတ်ဆွေတွေရရှိတဲ့နမိတ်ကဒလဘဒီချစ်သူနှစ်ဦးဆိုတဲ့ကပ်ပြားလေးရတယ်အဲ့တော့အင်္ဂါနေ့မူပါသောမိတ်ဆွေများအချစ်ချစ်ချင်းမေတ္တာတရားနဲ့ပတ်သက်တဲ့အရာတွေပို့ပြီးတော့ကံကောင်းမယ်အိမ်တော်ကြီးကံကောင်းမယ်အချင်းကြီးကံကောင်းမယ်နောက်အလုံနဲ့ပတ်သက်တာတွေအထူးကံကောင်းလိမ့်မယ်နောက်ဒီကာလမှာဒီခုနလပိုင်းတစ်လအတွင်းမှာအလူကိစ္စမင်္ဂလာကိစ္စတွေတွားတတ်တယ်ကောင်းသောပြုလုပ်ခြင်းဖြစ်တယ်အဲ့ကိုကိုယ်တိုင်ကမလူဖြစ်ရင်လည်း လူတဲ့သူတို့ကိုအကူအညီထောက်ပံ့ပေးရမျိုးကိုကဝိုင်းလုပ်ပေးတာမျိုးလဲကြုံပါလိမ့်မယ်ဝိုင်းကူညီပေးတာလူအားတတ်နိုင်ရင်လူအားငွေအားတတ်နိုင်ရင်ငွေအားပေါ့အဲ့တော့ထီထိုးကန်စမ်းမယ်ဆိုရင်6တလုံးထဲကိုအပိုင်ကန်ပြီးတော့ကန်ကောင်းမဲ့အောင်ပါလေထီနံပါတ်ဖြစ်ထီထိုးပါကန်ကောင်းစီတဲ့အယောင်ကအစေးအောင်ဖြစ်ပါတယ်အဲ့တော့အင်္ဂါနေ့မွေးဖွားသောမိတ်ဆွေများဟလာဘယ်ကိစ္စပဲဖြစ်ဖြစ်လုပ်ငန်းစမယ်ဆိုရင်6ခန်းကြားတဲ့ရက်ပေါ့ဥမာ6ရက်15ရက်24ရက်ဟာ အဲ့ဒီရက်တွေဟာဒီတလအတွင်းမှာခုနလမဲ့တလအတွင်းအထူးကံကောင်းတဲ့နေ့တွေလို့နားလည်ပေးစီလိုပါတယ်အစာဦးစောက်တာလုပ်ငန်းဖန်တီးတာစတင်ဟလာဟိုအလုပ်တီထောင်တာပေါ့နောက်ကုမ္ပဏီထောင်တာလို့စိုက်ဖွင့်ပွဲလုပ်တာလို့စသဖြင့်ကောင်းပါတယ်ဆိုတော့အင်္ဂါနေ့မွေးဖွားသောမိတ်ဆွေများဘာပဲဖြစ်ဖြစ်ဒီခုနလမဲ့တလအတွင်းကံကောင်းခြင်းနဲ့ဆိုရင်တဲ့ဟိုဇုံတွဲတွေကိုလက်ဆောင်ပစ္စည်းတခုပေးခြင်းဥမာဒီဒီကောင်မလေးနဲ့တရားနဲ့ ဖြစ်သူကြီးစားဖြစ်နေတာသိတယ်အဲသူတို့တော့လက်ဆောင်ပေးခြင်းအပြင်ဆူတောင်းနဲ့ကိုဖြစ်ခြင်းတဲ့ဇာနာတွေပြပါလိမ့်မယ်အင်္ဂါနေ့မွေးဖွားသောမိတ်ဆွေများ2025ဇူလိုင်9လတလတာလုံးအေးချမ်းချင်းငြိမ်းချမ်းချင်းပါရခြင်းများစွာဖြင့်ဖြတ်သန်းနိုင်ပါစေဘုထုနေ့မွေးဖွားသောမိတ်ဆွေများအားလုံးမင်္ဂလာပါ2025ဇူလိုင်9လပိုင်းတလအတွင်းဒေရော့ကပ်ပြရဲ့နမိတ်က ကံကြမ္မာလဲဘိန် the wheel of fortune ကံကြမ္မာလဲဘိန်ဆိုတဲ့ကပ်ပြအဲ့တော့ဗုဒ္ဓနေ့မွေးဖွားသောမိတ်ဆွေများဒီကပ်ပြရဲ့နမိတ်ကမလို့ရတော့ဘူးလို့ထင်တဲ့အလုပ်တွေပြန်လုပ်ရမယ်အရင်တော့ကဖြစ်ပြီးသားအဖြစ်အပျက်တွေပြန်ဖြစ်မယ်အဲ့တော့နားလေထားမှာအရင်ဖြစ်ပြီးသားအရာတွေပြန်ဝင်စားတယ်လို့နားလဲပါဆိုတော့အရင်တော့ကူကံကောင်းထားတဲ့အရာတွေကိုပြန်တွေးပြန်စဉ်းစားပြီးတော့အလုပ်လုပ်ပါအောင်မြင်ပါလိမ့်မယ်ဒီကပ်ပြရဲ့နမိတ်က yes or no ဆိုရင် yes ခုနလာမယ့်တလာလုံးအေးချမ်းချမ်းဖြတ်ပါတယ်အောင်မြင်ပါလိမ့်မယ်တဲ့ကိုဖြစ်ချင်တဲ့ဇန္နာကြီးဖြစ်လိမ့်မယ်အခြေကံကောင်းမယ်အိမ်တော်ကြီးကံကောင်းမယ်တာကြီးသမီးကြီးကံကောင်းမယ်နောက်ပြီးတော့လူမှုရေးနဲ့ပတ်သက်တဲ့ကိစ္စတွေလည်းအဆင်ပြေကျော်မွေးပါလိမ့်မယ်အဲ့တော့ထီထိုးကံစမ်းမယ်ဆိုရင်တစ်နဲ့တုံညတလုံးလုံးကိုအပိုင်ကန်ပြီးတော့ကံကောင်းမဲ့အောင်ပါလေထီမှန်ဘက်ဖြစ်ထီထိုးပါကံကောင်းစေသောအယောင်ကအနီရောင်ဖြစ်ပါတယ်ဒီကာလထဲမှာဒီခုနလပိုင်းတလထဲမှာဗုဒ္ဓသာသမီးကဘာပဲလှုပ်ချင်လှုပ်ချင် ကျွန်တော်တို့ဘုရားစွန့်တော်ကတ်တဲ့ခါမှာမုတ်အဝိုင်းဟိုမုတ်ဝိုင်းဆိုတော့ဘိန်းမှုလည်းရတယ်ဘီစကွတ်လိုအဝိုင်းလည်းရတယ်အဲ့တော့ကြိုက်တာဘုရားစွန့်လူချင်းအပြင်မိမိဖြစ်ခြင်းတဲ့ဇန္နာတွေအားလုံးဖြစ်ပါလိမ့်မယ်ဗုဒ္ဓနဲ့မွေးဖွားသောမိတ်ဆွေများ2025ဇူလိုင်လ9လပိုင်းတလားတားလုံးအေးချမ်းခြင်းငြိမ်းချမ်းခြင်းများစွာဖြင့်တာယာစွာဖြင့်ဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ကြာသပတေးနေ့မွေးဖွားသောမိစေများအားလုံးမင်္ဂလာပါ2025ခုနှစ်လပိုင်းဇူလိုင်လတလတာလုံး ဂျာသာပတိနဲ့မူပါသောမိတ်ဆွေအတွက်တဲရော့ကပ်ပြားရဲ့နမိတ်ကတော့အာနံပါတ်3ကပ်ပြားလေးဖြစ်တယ်နံပါတ်3ကပ်ပြားအကောင်းဆိုးဆိုရင်တော့ကောင်းတယ်နော်ဒီဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေဒီခုနလပိုင်းထဲမှာအလုပ်လုပ်ရလိမ့်မယ်နော်အလှူဒန်းနဲ့ပတ်သက်တဲ့ကိစ္စတွေမင်္ဂလာကိစ္စတွေပေါ်လာတတ်တယ်ကောင်းသောပေါ်ခြင်းဖြစ်တယ်အစာဥစားတာလုပ်ငန်းစတင်တာခုနလပိုင်းထဲမှာကောင်းတယ်အဲ့တော့ဘေးရက်ကိုရွေးမလဲဆိုရင်၃ခန်းကြားတဲ့ရက်ကိုပဲရွေးရပါဥပမာ၃ရက် 12ရက်နော်30ရက်အဲ့ဒီရက်တွေဟာကိုဒီခုနလပိုင်းတလားထဲမှာဇာတာဝတိနေမူဖသောမိစေများအထူးကံကောင်းမဲ့ရက်တွေလို့နားလဲပေးစီလိုပါတယ်အဲ့တော့ထီထိုးကံစမ်းမဲ့ဆိုရင်လဲ3တလုံးနဲ့ကိုအပိုင်ကန်ပြီးတော့ကံကောင်းမဲ့အောင်ပါလီဒီနံပါတ်ဖြစ်ထီထိုးပါကံကောင်းစီသောအယောင်ကတော့အပြာယောင်ဖြစ်ပါတယ်အဲ့တော့ဇာတာဝတိနေမူဖသောမိစေများဘာပဲလှုပ်ခြင်းလှုပ်ခြင်းအရေးကြီးတဲ့ကိစ္စဒီခုနလပိုင်းထဲမှာလုပ်မယ်ဆိုလို့ရှိရင်တဲ့ ဒီကလေးတယောက်ကိုမူရေခဲမုတ်လေးကြွေခြင်းအားဖြင့်ကလေးဘယ်ကလေးပဲဖြစ်ဖြစ်ပေါ့နော်ရေခဲမုတ်လေးကြွေခြင်းအားဖြင့်ခုနလပိုင်းတလားတာလုံးဂျာသာပရီနေမူပွားသောမိစေများအထူးကံကောင်းပါလိမ့်မယ်အဲ့တော့ဂျာသာပရီနေမူပွားသောမိစေများဒီဒီကပ်ပြားရဲ့နမိတ်ဆိုရင်အကောင်းဆိုးဆိုရင်တော့အကောင်းကြရတဲ့ကြောင့်မလို့ဘာသာရေးများများလို့ပါအလှူဒန်းတွေများများလို့ပါအဲ့တော့မိမိဖြစ်ခြင်းတဲ့ဆန္ဒကိုဒီကပ်ပြားရဲ့နမိတ်တိုင်းဆိုရင်တော့ စိတ်ညစ်ပြီးတော့ဘာမှမတွေးပဲနဲ့ပျော်အောင်လုပ်ပါလို့နားလေသဘောပေါက်စီလိုပါတယ်အဲ့တော့ကြာသာရင်းနေမူပေါင်းသောမိစေများခုနလပိုင်းတလားတားလုံးအေးချမ်းစွာငိမ့်ချမ်းစွာတာယာစွာဖြင့်ဖြတ်သန်းနိုင်ပါစီဗျာတောက်ကြာနေမူဖွာသောမိစေများအလုံးမင်္ဂလာပါ2025ဇူလိုင်ခုနလပိုင်းတလားတားလုံးတလားစာတေရုတ်ကပ်ပြားရဲ့ကံကြမ္မာမေတော်ကြီးဆိုတဲ့ကပ်ပြားလေးじゃနံပါတ်1ကပ်ပြားအဲ့တော့မေတော်ကြီးဆိုတဲ့ကပ်ပြားအကောင်းလားအဆိုးလားဆိုရင် yes or no ဆိုရင်ကောင်းတယ် မိခင်တွေစောက်ရှောက်တယ်တဲ့အဲ့တော့တောက်ကြနေမူပါသောမိတ်ဆွေများကိုတဲ့ကြီးကဲသူတွေအုပ်ချုပ်သူတွေခေါင်းဆောင်တွေကအဲကိုယ့်ရဲ့အသက်ကြီးတဲ့သူတွေကတော့ယာရုကြီးတဲ့သူတွေကကိုယ့်ကိုစောက်ရှောက်မဆားမဲ့ဂိမ်းမျိုးထဲမှာပါနေပါတယ်အဲ့တော့အိမ်တော်ကြီးကံကောင်းမယ်အခြေကြီးကံကောင်းမယ်ဘာသာကြီးမမေ့ပါနဲ့ငွေတွေတဘောအများကြီးဝင်လာမယ်အဲ့တော့ငွေဝင်နိုင်မဲ့ဂိမ်းမျိုးတွေအများကြီးရှိနေတယ်အဲ့တော့ထီထိုးကန်စားမယ်ဆိုရင်တော့နှစ်တစ်လုံးတည်းကိုအပိုင်တိုင်ပြီးတော့ကံကောင်းမဲ့အောင်းပါလီထီနံပါတ်ဖြစ်ထီထိုးပါ ကံကောင်းစီသောအယောင်ကနိညိုအောင်ဖြစ်ပါတယ်။အဲ့တော့တောက်ကြနေမူပါသောမိစေများဘာပဲလှုပ်ချင်လှုပ်ချင်အရေးကြီးတဲ့ကိစ္စတွေဆိုလို့ရှိရင်အင်္ဂလိပ်ရက်မြန်မာရက်မဟုတ်ဘူးနော်အင်္ဂလိပ်ရက်2ရက်17ရက်29ရက်နေ့အဲ့အရာအထူးကံကောင်းတဲ့နေ့တွေဖြစ်ပါတယ်အဲ့တော့အဲ့ဒီနေ့တွေမှာလုပ်ငန်းစတင်တာတို့ဆိုင်ဖွင့်တာတို့အဆောက်အဦဆောက်တာတို့ဒါတွေကအထူးကံကောင်းပါလိမ့်မယ်အဲ့တော့တောက်ကြနေမူပါသောမိစေများ ခုနှစ်လပိုင်းတစ်လတာလုံးမှာအထူးကံကောင်းခြင်းနဲ့ဆိုရင်တဲ့မျက်လုံးလေးမှိတ်ပြီးတော့မိခင်မေတော်ပေါ့ကိုယ့်အိမ်မှာကြီးခဲ့ရှင်အမေအမေအမေကိုစုတောင်းခိုင်းအမေသားဒါလေးသွားပြီးတော့အလုပ်လုပ်မယ်စေပြောင်မိသားကိုမေတ္တာပို့စုတောင်းပေးဆိုရင်အဲ့လိုမျိုးကြီးခဲ့တယောက်ယောက်ကိုစုတောင်းပေးခိုင်းခြင်းအပြင်တောက်ကြနေမွေးဖွားသောမိဆွေများခုနှစ်ပိုင်းတစ်လတာလုံးအထူးကံကောင်းပါလိမ့်မယ်အဲ့တော့တောက်ကြနေမွေးဖွားသောမိဆွေများဒီကပ်ပြားရဲ့နမိတ်တိုင်းဆိုရင်မိခင်နေ ခုနလပိုင်းတလလုံးသည်မိခင်တွေအကြီးအကဲတွေဆောက်ရှောက်သောကာလဖြစ်သောကြောင့်မေတ္တာပို့မယ်ဆိုလို့ရှင် မိခင်တွေကြီးကဲတွေကိုမေတ္တာပို့ခြင်းအပြင်ခုနလပိုင်းတလတာလုံးအေးချမ်းစွာငြိမ်းချမ်းစွာတာယာစွာဖြင့်ဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်စနေနေ့မွေးဖွားသောမိတ်ဆွေများအားလုံးမင်္ဂလာပါ2025ဇူလိုင်လခုနလပိုင်းတလတာအတွင်းစနေနေ့မွေးဖွားသောမိတ်ဆွေတွေတေရုတ်ကပ်ပြရဲ့ကံကြမ္မာနမိတ်ကရေခွက်နှစ်ခွက်နံပါတ်14ကပ်လေးကြားတယ် ဲ့တော့နံပါတ်14ကတ်ရဲ့တဘောကစနေနေ့မူပါသောမိတ်ဆွေများအလုပ်ရွှေ့ပြောင်းကောင်းမယ်နေရာရွှေ့ပြောင်းကောင်းမယ်ယာရုတူတက်တက်မယ်မကြိုက်ဘူးဆိုတဲ့နေရာကိုမရဘဲနဲ့ကြိုက်တယ်ဆိုတဲ့နေရာမျိုးကိုရလိမ့်မယ်ဆိုတော့ဒီကပြရဲ့နမိတ်က yes or no လုံရင်ကောင်းမလားတလားအတွင်းမှာ9လပိုင်းထဲမှာလုံရင်ကောင်းမကောင်းဆိုရင်လုတ်ပါရေရေဝင်လုတ်ပါအောင်မြင်မယ်ဆိုတဲ့ကပြမျိုးဖြစ်ပါတယ်အဲ့တော့ထီထိုးကန်စမ်းမယ်ဆိုရင်တင့်နဲ့လေးတလုံးလုံးကိုအပိုင်ကင်ပြီးတော့ကန်ကောင်းမဲ့အောင်ပါလေထီနံပါတ်ဖြစ်ထီထိုးပါကောင်းတဲ့ရက်လေးတွေကိုရွေးမယ်ဆိုရင် ခုနလပိုင်းထဲမှာငါးကဏန်းကြတဲ့ရက်ကိုညွှေးပါငါးကဏန်းကြတဲ့ရက်ဆိုတာအင်္ဂလိပ်ရက်မြန်မာရက်မဟုတ်ဘူးเนาะအင်္ဂလိပ်ရက်9ရက်14ရက်23ရက်ကြတဲ့ကဏန်းတွေဟာစနေနေ့မွေးပွားသောမိတ်ဆွေများအတွက်အထူးကံကောင်းတယ်အဲ့ဒီနေ့မှာလုပ်ငန်းစတင်တာဆိုင်ဖွင့်တာအစောက်ဥစောက်တာတခုခုတန်ဖိုးကြီးပစ္စည်းဝယ်တာလက်မှတ်ထိုးတာစာချုပ်ချုပ်ဆိုတာအားလုံးအထူးကောင်းပါတယ်အဲ့တော့ကံကောင်းစီတဲ့အကြောင်းကအနီရော ဒီကာလထဲမှာဒီခုနှစ်လပိုင်းတစ်လထဲမှာစနေနေ့မျိုးပေါသောမိတ်ဆွေများအခြေအကံကောင်းမယ်အိမ်တွင်းအိမ်တော်ကြီးကံကောင်းမယ်တာအီးသမီးကံကောင်းမယ်ခီးတွေထွက်ရတတ်တယ်ဘုရားဘူးခီးဒီရွေးပြပါခီးကြိုက်တဲ့ခီးထွက်ပါအန်ရကင်းပါလိမ့်မယ်အဲ့တော့စနေနေ့မျိုးပေါသောမိတ်ဆွေများဘာပဲလုပ်ချင်ဒီခုနှစ်လပိုင်းထဲမှာအလုပ်တစ်ခုခုရည်ရွယ်ထားတယ်အထိတ်ထန်တစ်ခုပြုထားတယ်ဆိုရင်ရေချိုးကန်ဒီမှာရေခွက်ထဲမှာရေလေးနဲ့ရေချိုးကန်ဒီမှာပရမအောင်ဆုံးရေချိုးမဲ့ခွက်ပေါ့မျက်နှာအစ်ဖို့ခွက်ပေါ့နော်အဲ့ဒါမှ ကိုလိုချင်တဲ့အရာတွေကိုဆူတောင်းပြီးမြတ်တာလဲပို့အဲ့ဒါကိုသွားမဲ့နေရာမှာရောက်တဲ့နေရာမှာမြင်အမြင်ပုံကူလေးကျမ်းမှချမ်းသာကြပါစေဟာဒီခန္ဓာကိုယ်ကြီးလည်းကျမ်းမှချမ်းသာပါစေလှုပ်တဲ့လှုပ်တွေအားလုံးဆင်ပြေကျော်မြပါစေဆိုပြီးတော့ရေကိုကြည့်ပြီးဆူတောင်းမယ်ပြီးရင်အဲ့ဒီရေနဲ့မျက်နှာတက်ပါအားတဲ့ဒါဆိုရင်ခုနလပိုင်းမူနေခုနလပိုင်းမှာစနေနေ့မူခေါ်တော့မိတ်ဆွေများခုနလပိုင်းတစ်လလုံးအထူးကံကောင်းပါလိမ့်မယ်အဲကျွန်တော်နဲ့တိုက်ရိုက်ပေးနေမိမယ်ဆိုရင်တော့၄၃လုံး၅၃လုံး၈၃ည2 KB ဝိမာန်ကြီးဖွင့်ထားပါတယ်။ညံဘူးစော်ကတူးဦးတောင်းခွဲယူတယ်။ Viber ကနေအမီမိုးသက်ကလေးအရေးကြီးမှပြောတာနော်။ပို့ပေးခေါ်ပေးမယ်။ဘရောစနေနေ့မူပေါ်သောမိစေများဒီကပ်ပြရဲ့နမိတ်ကပြောင်းလဲခြင်းခေါဏလာပိုင်းစီပြောင်းလဲခြင်းကောင်းသောပြောင်းလဲခြင်းကပ်ပြကြသောကြောင့်စနေနေ့မူခေါ်သောမိတ်ဆွေများခုနှစ်လပိုင်းအတွင်းမှာအေးချမ်းစွာငြိမ်းချမ်းစွာဖြင့်သာယာစွာဖြင့်ဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါရစေ။